်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်ကြောက်ကူတိုက်နယ်ကျေးရွာတွေကိုစစ်ကောင်စီတပ်ကမေလ20ရက်နေ့မှာအစိမ့်ငွေပါတဲ့ဘုံတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်မတော် DPLA ကမေလ21ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ ။ကြောက်ကူတိုင်းနယ်ကျေးရွာအတွင်းကလွယ်ဟောက်ရွာနဲ့ဖယင်းကုန်းရွာကြားကိုမေလ20ရက်နေ့နေ့လယ်12နာရီကနေ4နာရီအတွင်းအစိမ့်ငွေပုံ၄လုံးတဲချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနဲ့နှလုံးလဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အစိမ့်ငွေဘုံတွေကြဲချတိုက်ခိုက်ခဲ့တာပြည်လက်နက်ကြီးပြစ်တာနဲ့စစ်ကြောင်းထိုးတာတွေပါလုံနေပြီးမေလ22ရက်နေ့အထိတိုက်ခိုက်တာရရှိသူတော့မရှိသေးဘူးလို့ DPLA ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် ကျောက်ကိုကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ပြီးအစိမ့်ငွေဘုံတွေကျဲချပြီးတဲ့နောက်စစ်ကြောင်းထိုးတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကနိုင်ငံတကာမှာတားမြစ်ကန့်သက်ထားတဲ့အစိမ့်ငွေဘုံတွေကိုအသုံးပြုပြီးဆေးရဆွေးမှုတွေကိုကျူးလွန်နေတဲ့အတွက်ပြည်သူတွေတတိထားကြဖို့ DPLA ကအသိပေးထားပါတယ်ရှင်။ အေရီတိုင်းအင်ကပူမြို့နယ်မဲဇလီကောင်းမြို့မှာစစ်ကောင်စီတပ်ကကားတစီးဝယ်ယူဖို့အတွက်လုပ်ငန်းရှင်တယောက်စီကနေငွေကျပ်3သိန်းကောက်ယူနေရလို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်ကလုံခြုံရေးနဲ့စစ်ရေးမှအသုံးပြုမဲ့ကားတစီးဝယ်ယူဖို့အတွက်မေလ20ရက်နေ့ကစတင်ကစီးပွားရေးလုပ်ငန်းရှင်တွေစီကနေလုပ်ငန်းရှင်တယောက်ကိုကျပ်3သိန်းစီကောက်ယူနေရလို့ဆိုပါဗျ။ စစ်မှုထမ်းတွေကိုရွာတွေကနေအကျိုးပို့လုပ်ဖို့ပါဝင်စည်ရင်းနဲ့လုံခြုံရေးအတွက်ကားဝယ်ဖို့ဆိုပြီးလုပ်ငန်းရှင်တွေစီကနေတယောက်ကုန်ကျပ်ငွေ3သိန်းစီကောက်နေရလို့စစ်ကောင်စီတပ်နဲ့နှိစက်သူကပြောပါရတယ်။ စစ်ကောင်စီတပ်ကကားဝယ်ဖို့အတွက်လုပ်ငန်းရှင်တွေစီကနေရက်ကြီးအုပ်ချုပ်ရေးမှုတွေကနေတဆင့်ကောက်ယူခိုင်းနေတာရှိသလိုအစည်းအဝေးခေါ်ပြီးကောက်ယူတာတွေလုပ်နေပြီးငွေထည့်ရသူလည်းများတယ်လို့သိရပါဗျ။အင်ကပူမျိုးနယ်ရဲကမဲဇလီကုန်းမြို့ကိုစစ်ကောင်စီတပ်ကအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတခုအဖြစ်မေလာဒုတိယအပတ်ကစတင်က ခုခံစစ်ပြင်ဆင်နေရလို့လည်းသိရပါဗျ။ 82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြမကိုစားပြုသွားရောက်ရှင်ပြိုင်နေတဲ့အလှမယ်ခီစာခင်ကမြမနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးနဲ့ပြည်တွင်းစစ်ကြောင့်ကလင်းငယ်တွေတိုက်ဆုံခဲ့ရကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အလားမယ်တွေကိုလူမှုဆက်ဆံရေးစွမ်းရည်နဲ့လူမှုရှိစကားပြောဆိုမှုစွမ်းရည်တွေကိုစစ်ဆေးတဲ့ head to head challenge ပြိုင်ပွဲမှာ အခုလိုထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မြန်မာလူမှုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့အလမဲခိစာခင်ကပြောဆိုခဲ့ပြီးမြန်မာကိုစားပြုအနေနဲ့ဒီနေရာမှာရည်ရွယ်ချက်ခုနဲ့ရောက်နေတာဖြစ်ကြောင်းနဲ့အမောင်ဆုံးအချိန်တွေမှာတော့အလင်းကိုရှာဖွေနိုင်ဖို့ရည်ရွယ်ချက်မျှော်လင့်ချက်နဲ့အတူတိုက်ခိုက်ဖို့ရွေးချယ်ခံရသူတယောက်အနေနဲ့ငလင်နဲ့တခြားပေးအနေရတွေကြောင့်ထိ ိခိုက်ခံစားခဲ့ရတဲ့ကလေးငယ်တွေနဲ့မိသားစုတွေကိုကူညီပေးသွားဖို့ကတိပေးကြောင်းကိုလည်းခိစာခင်ကပြောဆိုခဲ့ပါဗျာ။ ။ဒါပြင်ပန်းကလေးများပွင့်တော့မီဖိုးတံဝဲလို့ချီနေချီမှာရွှေရီလောင်းငါတို့စာတင်ကြောင်းဆိုတဲ့ဒူချောင်းကပြာကိုလည်းရွတ်ဆိုခဲ့ပါဗါး။မစ်ဘောအလှမယ်ပြိုင်ပွဲကိုအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာမေလ9ရက်နေ့ကနေ31ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။နိုင်ငံပေါင်း108နိုင်ငံကအလှမယ်တွေဝင်ရောက်ရှင်ပြိုင်နေကြတာလည်းဖြစ်ပြီးမြမကိုစားပြုအလှမယ်ခီစာခင်ကတော့အသက်19နှစ်အရွယ်အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပလက်တိုနဲ့မော်ခီစခန်းကိုဗိုလ်ချုပ်စောနဲ့ဓားမြဦးဆောင်တဲ့ကော်တူးလီအာမီ KTL နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားနေပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနေမြောက်လီမြို့တောင်ပဲစစ်ကောင်စီရဲ့ပလက်တိုနဲ့မော်ခီစကန်ကိုဗိုလ်ချုပ်စောင်းနေတမ်းမြောက်ဦးဆောင်တဲ့ကော်တူလေးအာမီ KDN လေးနဲ့ဒေါ်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေတာပါ မေလ27ရက်နေ့မနေ့ခွန်ရိုင်းလောက်ကစတင်ပြီး KDLA ပူပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။ဒင်းရလို့ရှိတော့ရှိတယ်။မနေ့ညနေပိုင်းမှာလည်းဒီဘလက်တော့မှာလည်းဆွဲလဲတည်တယ်။ဒါပေမဲ့ဒီနေ့လေတော့ပူကြမလာတော့မတော်တာလို့ဆရာရဲ့။အဲ့ဒါတော့ပြေချပဲတော့ကြာလာမကြာလာတော့ဟိုမနေ့အားတော့မတည်ကြတော့ပြီးတော့ဒီနေရာမှာလည်း ဒီမော်ခီမှာလည်းကြိုင်နေတယ်ကြားရဲ့အာမော်ခီတော့မကြတယ်ဘူးဗျာတော့တကယ်နည်းနည်းလေးနောက်ဆုတ်ခွာတာပဲရှိရပါတော့အဲပြာတော့ပြာဆွဲမှာပါနှစ်ဖက်တိုက်ပွဲကြီးကြောင်းဒေသခံပြည်သူနေရာလောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ပေးတင်းချောင်ခဲ့ရပါတယ် အထူးကြတော့သူတို့အတွက်ကတော့ဘာလဲဆို60ပေါ့နော်သူတို့လူထုတွေအတွက်ကတော့အထူးဆွေးနွေးရတယ်ဆွေးပြီးလို့ချင်းစားဖို့နေရင်စားဖို့တောက်ဖို့အတွက်ပေါ့နော် ဟိုဒီတောင်းတခံမှုကထပ်မတောင်းလာနိုင်တယ်လို့တော့ဘုမလည်းပြောလို့မရဘူးလေနော်ဆိုတော့အဲ့အဲ့ဒီအထိကအဆက်အသွယ်ဆိုးရင်ရတာပေါ့ရှင်ဟုတ်အရင်တော့ကတော့ကိုရီနီထိုင်နေတဲ့ကိုယ့်ရဲ့ပြည်သူလူထုတွေနေတဲ့ကြောင့်မှဆိုလို့ရှိရင်အဲ့ဒီလေတောင်းတခံမှုတွေဖြစ်တဲ့အတွက်ကြောင့်မျိုးဒရုန်းတွေနဲ့ပေါ့နော်အဲ့လိုကြည့်ခဲ့တဲ့အတွက်ကြောင့်မလို့ကိုရီးယားဟောဆိုက်ပြထားလဲတော့ပါခြံတယ်။နေရာဆိုက်ပြခင်းတယ်၊တရိတ်ဆန်တယ်အဲ့လိုမျိုးကြီးပေါ့နော်။ရှိခက်ပြည့်စည်ရတယ်အများကြီးရှိတယ်။ အဲ့ဒါအမှန်တကယ်ဆိုလို့ရှိရင်စိုက်ပွဲမဖြစ်တဲ့နေရာတွေမှာလည်းအများကြီးဟိုဆိုချိခိုက်မှုတွေရှိရတယ်เนาะကင်းမြို့သားစီယုံဂိမ်းတက်မခွနဲ့နေမီလိုင်မွေးမြို့နဲ့ဒေါနာတောင်ရှိချမ်းထိုင်းကျန်ဆက်တစ်လျှောက်တက်ဆွဲထားတဲ့စစ်ကောင်ကြီးတက်စကန်းနေတဲ့ကပူလူတူခလေဒီတခေါပီခီငောဖားတူတာလေပြူရမဲလာ မော်ဖိုကီစကန်းတွေကိုဂိမ်းတက်မခွနဲ့နောက်ခံပူပေါင်းတက်တွေကတင်းယူပြီးဖြစ်တယ်လို့သိရပါတယ်ကျွန်တော် အောင်ခံပါကမ္ဘာနိုင်ငံရေးစီးပွားရေးအခြေအနေတွေကြောင့်ရွှေဈေးကွက်မတည်ငြိမ်မဲ့အတက်အကျဖြစ်နေပြီး2025ခုနှစ်မေလ21ရက်နေ့မှာကမ္ဘာရွှေဈေးကတအောင်ဆကိုအမေရိကန်ဒေါ်လာ3310အထက်အထိထပ်မံမြင့်တက်လာပါတယ်။ မေလ20ရက်နေ့ကကမ္ဘာရွှေဈေးဟာတအောင်ဆကိုအမေရိကန်ဒေါ်လာ3280ဝန်းကျင်သာရှိခဲ့ပြီးတရက်အတွင်းဒေါ်လာ30ဝန်းကျင်အတက်ရှိခဲ့တာပါ။ဒါပြင် American dollar လဲလဲနှုန်းဟာလေမေလ19ရက်နေ့က1ဒေါ်လာကို4400ကျပ်ရှိတာကနေလက်ရှိမှာ1ဒေါ်လာကို4430ကျပ်မှရောက်ရှိလာပါတယ် ကမ္ဘာရွှေစင်းနဲ့ဒေါ်လာငွေလဲလှယ်နှုန်းမြင့်လာတာကြောင့်ပြည်တွင်းရွှေစင်းနှုန်းကလည်းဒီကနေ့မှအခောက်ရွှေတစ်ကျပ်သားကို86သိန်းကျပ်ဝန်းကျင်ထိရောက်ရှိလာတယ်လို့ဈေးကွက်လိလာစောင့်ကြည့်သူတို့ကပြောပါရယ်။မေလ20ရက်နေ့မနေ့ကပြည်တွင်းအခောက်ရွှေဈေးဟာတစ်ကျပ်သားကို84သိန်း8000ဝန်းကျင်မှာပဲရှိနေတာကနေတစ်ရက်အတွင်းတစ်ကျပ်သားကို3သိန်းကျပ်ဝန်းကျင်ပြန်လည်မြင့်တက်လာတာပါ။ ရန်ကုန်တိုင်းရွှေလုံငန်းရှင်အသင်း YGEA ကထုတ်ပြန်ထားတဲ့ဈေးနှုန်းနဲ့ပြပဈေးနှုန်းကတော့ကွာဟနေစေဖြစ်ပြီး YGEA ရဲ့ဒီကနေ့သတ်မှတ်ချက်ကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်58သိန်းဝန်းကျင်မှာပဲရှိနေပါတယ်ရှင်။ထောက်ခံသူတွေကစံတွေအရှံပယ်လက်ဆောင်ပေးနေတာကြောင့်ဘယ်တော့မှစံဝယ်စားဖို့မလိုခဲ့ဘူးလို့နောက်ပြောင်ပြောဆိုခဲ့တဲ့ဂျပန်စိုက်ပျိုးရေးတစ်တောနဲ့ငါးလုံငန်းဝန်ကြီးဟာယာရုကနေနှုတ်ထွက်ပေးခဲ့ရပါတယ်။ ဝန်ကြီးတာကိုအီတိုကအရှုံးဖောက်ခဲ့တာဆိုပေမဲ့လူနေမှုစရိတ်ကြီးမြင့်မှုပြဿနာနဲ့ရင်ဆိုင်နေကြရတဲ့ဂျပန်နိုင်ငံမှာတော့အထူးသဖြင့်ဆန်စင်းလုံးမြင့်တက်မှုကိုကြုံနေကြရတာကြောင့်ရည်စရာမဟုတ်ခဲ့ပါဘူး။ ဂျပန်မှာမနေ့ကဆန်စီဟာနှစ်ဆကျော်မြင့်တက်ခဲ့ပါတယ်။မေလ18ရက်နေ့ကပြောခဲ့တဲ့စကားအတွက်အီတိုကပြန်လည်တောင်းပန်ခဲ့ပြီး21ရက်နေ့မှာယာရိုကပါနှုတ်ထွက်ကြောင်းကြေညာခဲ့တာပါ။ဒါဟာအတိုက်ခံပါတီတွေဘက်ကမနှုတ်ထွက်ရင်အယုံကြည်မရှိကြောင်းအဆိုတင်သွင်းပြီးဖြုတ်ချမယ်လို့ချိန်ချောက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ။အီတိုရဲ့နှုတ်ထွက်ပေးခံရမှုဖြစ်စဉ်ဟာလူလူထောက်ခံမှုကြဆင်းနေလို့ရုံးကန်နေကြရတဲ့ဝန်ကြီးချုပ်ရှီဂေရူအီရှိဘာရဲ့လူနည်းစုအစိုးရအတွက်နောက်ထပ်ထုံးနှံ့ချက်တစ်ခုဖြစ်လာပါတယ်။ဆန်ဇဘာဟာဂျပန်မှာနိုင်ငံရေးအရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပြီး1918တုန်းကလည်းဆန်စည်းတက်လို့စုပူအောင်ကြွားတာကနေအစိုးရပါပြုတ်ကျခဲ့ပူပါတယ်ရှင်။ TVU မြန်တကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်